အဦးဇင်းတော်လည်းဘာလို့ရှေ့ထွက်လဲဆိုမိမိဆောင်ရဲ့ချင်းကြောင့်နော်တစုံတယောက်တော့သူအတွက်တည်ငါဖြစ်စေနော်အတိုင်းတာတစ်ခုထိဖြစ်စေပူပင်တော့ကရောက်နေတဲ့အချိန်မှာအေးချမ်းမှုတစုံတရာရတယ်ဆိုရင်ဒါဟာမြတ်တော့အကျင့်ပဲမြတ်တော့ကုသိုလ်ပဲဒီလိုမှတ်ယူကြည့်ပြီးတော့ဒါဦးဇင်းတော်ဆောင်ရွက်ခဲ့တာပေါ့ဦးဇင်းတော်မဲ့တင်တို့အဖွဲ့ကအဲအလှခံတိုင်းလည်းမလုပ်ပါဘူးကိုရကိုတိုင်းကွင်းစင်းကြည့်တယ်တကယ်ငယ်လင်ပေးကြောင့်ဖြစ်ရမယ်နောက်ပြန်ဆောက်ဖို့အတွက်ခက်ခဲတကယ်ရှိတဲ့ဟာမျိုးတွေကိုလှူပေးတာဖြစ်တဲ့ကြောင့်မို့ဒါဘုံဘုံတို့နောက်ထပ်လှူပေးမယ်အလုံးကြီးဟာတရားကျော်ရှိပါတယ်လက်ရှိမှာလည်းဆောက်လို့စေဆောက်လို့ပြီး အဲအဆောက်အုံများရှိပါတယ်။ဦးဇင်းကနေလူတန်းနာဆိုတော့ခဏတရားမှမရှိပါဘူး။ဒါကြောင့်အဲ့လိုပဲပြောဟုတ်လား။အားလုံးဆက်ဆက်ပြီးလူတန်းနာမျိုးပိုင်းတော့ကြက်သိန်းပေါင်း3000ကျော်လောက်ဖြစ်သွားပြီ။မြစ်တာပေါ့နော်မြစ်တာရဲ့သဘော။မြစ်တာဆိုတာဘာလဲဆိုတနည်းအားဖြင့်တော့သူတစ်ပါးဒီဒုက္ခရောက်တယ်ဆိုမနေနိုင်တာဒါမြစ်တာလိုပဲပြောလို့ရတာအချမ်းပြင်းပေါ့အချမ်းပြင်းတည်အောင်ပေါ့နော် definite တော့ဘုံတော့မပြောတော့အဲ့တော့ဒီငလျင်ဘေးမှမဟုတ်ပါဘူး။ ဥစဉ်မြန်မာပြည်မှာဘေးတွေကြုံတိုင်းကြုံတိုင်းမှာဥစဉ်တို့ရှစ်ထွက်ပြီးတော့သွားတယ်။အဲဘာလို့ရှစ်ထွက်သွားလဲဆိုချုပ်တွေကလှူကျင်နေ။အဲရှစ်ထွက်မဲ့ပုံကူမရှိတဲ့ခါမှာမလှူပြဘူးပေါ့။အဲဥစဉ်တို့လည်းဘာလို့ရှစ်ထွက်လဲဆိုခုနပြောတဲ့မိမိဆောင်ရဲ့ချင်းကြောင့်နော်တစုံတယောက်တော့သူအတွက်တင်ကဖြစ်စေနော်အတိုင်းတာတစ်ခုထိဖြစ်စေပူပင်တော့ကရောက်နေတဲ့အချိန်မှာအေးချမ်းမှုတစုံတရာရတယ်ဆိုရင်ဒါဟာမြတ်တော့အကျင့်ပဲမြတ်တော့ကုတူပဲဒီလိုမှတ်ယူကြည့်ပြီးတော့ဒါဥစဉ်တို့ဆောင်ရွက်ခဲ့တာပေါ့အဲ့တော့ငလင်ဘေးရမှာမဟုတ်ပါဥစဉ်တို့ဘေးတွေ့တိုင်းဘေးတွေ့တိုင်းမှာဥစဉ်တို့အတတ်နိုင်ဆုံးဆောင်ရွက်ပေးပါ အဲအင်းကတော့ဟိုလူအားချက်ရှိတာကတော့အများကြီးပေါ့လေအများကြီးဦးဇင်းတို့ဟို confirm ဖြစ်တာပေါ့ဘာလို့ဆိုဦးဇင်းတို့မဲ့တင်တို့အဖွဲ့ကအဲအလှူခံတိုင်းလည်းမလှူပါဘူးကိုကိုတိုင်ကွင်းစင်းကြည့်တယ်တကယ်ငယ်လင်ပေးကြောင်ဖြစ်ရမယ်နောက်ပြန်ဆောက်ဖို့အတွက်ခက်ခဲတကယ်ရှိတဲ့ဟာမျိုးတွေကိုလှူပေးတာဖြစ်တဲ့ကြောင့်မို့ဒါဘုံဘုံတို့နောက်ထပ်လှူပေးမယ်အလုံးကြီးဟာတရားကျော်ရှိပါတယ်လက်ရှိမှာလည်းဆောက်လို့ဆဲဆောက်လို့ပြီးအဲအဆောက်အုံများရှိပါတယ်ပေါ့နော်အလှူထားတာတော့မိုက်တင်ကိုပဲအဓိကအဲသူ UTB လှူတယ်ဖုန်းချီလှူတဲ့လူတွေဆိုလည်းမိုက်တင်ကိုပဲချိတ်ဆက်ပေးတာပေါ့ဒါပေမဲ့လှူတာတော့အားလုံးကအတူတူပါပဲ ူဘာပြောအိမ်ဖြူပြတ်တာတော့အလုံးတရာကျော်ဖြူပြတ်ပြီးသွားပြီဒါစကိုင်းဒေတာပေါ့မန္လီဘက်မှာတော့သူကအိမ်ဖြူပြတ်တဲ့လုပ်ငန်းတွေကိုဒါမန္တလေးကတပတ်ခါတော့ကစပြန်လုပ်မယ်ဘာလို့လဲဆိုတော့မန္လီမှာကျတော့စကိုင်းလုံမဟုတ်ဘူးခွင့်ပြုချက်တွေပါတယ်စတဲ့အကြောင်းတရားတွေရှိနေတဲ့အကြောင်းမို့ပြန်ပြီးအားလုံးနဲ့ပေါင်းဆက်ညှိနှိုင်းပြီးဆောင်ရတာဖြစ်လို့မန္လီဘက်တော့လုပ်ငန်းမစတည်ဘူးပေါ့နော်စကိုင်းကတော့လက်ရှိအိမ်တွေလည်းအလုံးတရာကျော်ဖြတ်ပြီးသွားသလိုအိမ်ဆောက်လုပ်ရေးလုပ်ငန်းတွေလည်းလက်ရှိစကိုင်းမှာဆောင်ရွက်လျက်ရှိပါတယ်အဲလက်ရှိတော့ဦးဇင်းတို့ကအိမ်တစ်လုံးကိုနော်မြန်မာကျပ်ငွေ63နဲ့5သိန်းလုံးနဲ့ဒါ အလုခံပေးနေတာပေါ့နော်။အဲတလုံးချင်းလူတန်းတဲ့လူတွေရှိတယ်။နာမမခုနပြောတဲ့အစုဖွဲ့လိုက်ပေါ့။အဲနော်နှလုံးသုံးလုံးလူတန်းတဲ့လူတွေရှိတယ်။အဲ့တော့အိမ်ကတော့လက်ရှိနေထားမှာအဲနေထိုင်မဲ့လူဦးရေပေါ်မှုတည်ပြီးတော့အိမ်ကိုမျိုးစား၃မျိုးလောက်ခွဲထားတယ်။အဲအစောပိုင်းဦးစင်းတို့စောက်တဲ့အိမ်ကိုကြည့်ပြီးတော့သူတွေကပြောတယ်ဒါလား65သိန်းတန်တို့ပါလို့ပေါ့နော်။အမှန်မှအဲ့ဒီအိမ်ကတော့မိသားသားမီးယောက်တဲ့နေတဲ့အိမ်လို့ဖုန်းတော့အချင်းဆောက်ပေးတာပေါ့။နောက်ထပ်ကျဲကျဲဆောက်တဲ့ဟာလည်း65သိန်းပါပဲ။ဥမာစာတင်တိုက်ဒေတာဖုန်းတော့ဆောက်ပေးပြီးပြီးတကြောင် ်ဆာတနိုက်ဆိုရင်ဒါပြင်းဒီအစိတ်30ပေါ့အကြီးဆောက်ရတာအဲအကြီးဆောက်ရလဲဘုံတော့တလုံးစာနေနဲ့65ဒိန်းပါပဲအဲ့တော့ပြန်ပြန်အားဖြင့်တော့နော်အိမ်အကြီးသေးပုံမူတည်ပြီးတော့ဘုံတော့တလုံးကို65ဒိန်းကြတယ်အဲနောက်ဆောက်ပြီးတဲ့ဟာတော့အဲ့အိမ်ဆောက်ပြရမယ့်အိမ်ရဲ့လူဦးရေကိုမှုတည်ပြီးတော့ဥစဉ်တော့လူဦးရေများရင်များတယ်လို့အဲလူဦးရေနေနေတယ်လို့ပေါ့နော်အတံပိုးအပြင်တော့အဲဆိုက်ရမယ်ဆိုလည်းဒီထက်ကပဲဆိုက်လိုက်တယ်ခဲပိုးတယ်ဆိုလည်းဒီကနေမျှသွားတဲ့စနစ်နဲ့ဆောင်ရွက်ပါတယ် မှန်ပါတယ်မှန်ပါတယ်ဒါကဦးဇင်းတို့အိမ်ဆောက်ပေးတဲ့လုပ်ငန်းတစ်ခုတည်းမှာကုန်ကြသေးဖြစ်ပါတယ်အိမ်ဖြတ်တဲ့လုပ်ငန်းတွေမှာလည်းဒါအများကြီးဖုန်းလုံးကုန်ကြပါပဲဘာလို့အိမ်ဖြတ်တဲ့အိမ်တွေမှာဘုံဘုံနာအိမ်ရှင်ရှက်နေတော့မြည်တိအခကျုံးတွေတစုံတရာမှအယူမဲเนาะလုံးဝမယူပါဘဲနဲ့ဦးဇင်းတို့ဆောင်ရွက်ပေးတာဖြစ်ပါတယ်အဲ့မှာလုပ်တဲ့ volunteer တွေနောက်ဒီရန်နေရာတွေနောက်ရန်နေရာတည်ယူပို့ဆောင်တဲ့ transporter ကုန်ကြစည်တွေနောက်ဆက်ရန်နေရာစီဘူးတွေအဲအားလုံးကိုဓမ္မိတ်တင်ကိုနဲ့တကွကျန်တဲ့ခုနကဒီကေဇိလုပ်ငန်းတွေမှာလှူဒါန်းတဲ့အလူငွေနဲ့ ဆက်လက်ဆောင်ရွက်တာဖြစ်ပါတယ်မိမိဥစဉ်ကနေလူတန်းတာဆိုတော့ခဏဒရားမှမရှိပါဘူးငါကလည်းအဲ့လိုပဲပြောဟုတ်လားအားလုံးဆက်ဆက်ပြီးလူတန်းတာမျိုးပိုင်းတော့ကြက်သိန်းပေါင်း3000ကျော်လောက်ဖြစ်သွားပြီနော်အဲ့ဒါအားလုံးကတော့ခဏပြောသလိုဥစဉ်ရဲ့ကိုပိုင်ငွေတော့မဟုတ်အလုံးပေါင်းဆက်ပြီးလှူတာပေါ့နော်ဥစဉ်ရှိလာပြီးအလုံးငွေထည့်တဲ့ဟာကြီးအကုန်လုံးလည်းဖုန်းလိုပြန်လှူပေးလိုက်တာပေါ့ပြန်လှူပေးတယ်အဲဒီကတော့လှူတဲ့နေရာမှာထိရောက်ဖို့တကယ်တမ်းလိုအပ်တဲ့လူရဲ့လက်ထဲကိုလက်ဝယ်ရရှိဖို့နော်ခုနပြောတဲ့ နော်အဟောတိကံပေါ့အလေလွတ်မဖြစ်စေဘူးဒါဝဲအဓိကထားပြီးတော့လူတန်းပြီးသွားတာဖြစ်ပါတယ်အဲတိမ်ပေါင်းအားဖြင့်တော့၃000ကျော်လောက်ဖြစ်သွားပါတယ်အရာအလုံးကတော့ခုနပြောတဲ့အကြောင်းမကင်းကြဘူးပေါ့နော်အကြောင်းကြောင့်အကျိုးဖြစ်ကြတယ်နော်အတိတ်ကအကြောင်းတွေမကောင်းခဲ့လို့ဒီလိုမကောင်းတဲ့နော်အကျိုးတရားတွေနဲ့ဆုံးရတယ်အဲ့တော့ဒီချိန်မှာဦးဇင်းတို့ကအလုံးအလုံးဟာနောင်ကောင်းဖို့အတွက်အခုတည်းကကောင်းကြောင်းတွေဆောင်ရွက်ဖို့လိုတယ်ကောင်းစုတွေရဖို့ကောင်းကြောင်းတွေဆောင်ရွက်ဖို့လိုတယ်အကောင်းကြောင်းတွေဆောင်ရွက်တဲ့နေရာမှာဘသူဘသူမှဟလာပုတ်ခတ်တာမျိုး ဟုတ်လားလက်ညှိုးထိုးပြီးတရားခံရှာတယ်မို့မို့ပဲနဲ့မိမိပါလုံနိုင်လေเนาะနောက်ကောင်းမှုအတွက်ကိုပါဘယ်ဘယ်ပိုင်းနေစပြီးတာဝန်ယူလို့ရလေအဲ့တာဝန်ယူလို့ရတဲ့အပိုင်းတာဝန်ယူလို့ရတဲ့ခန္ဓာကနေစပြီးဆောင်ရွက်လိုက်ပါเนาะကောင်းချောင်းတွေကိုလှုပ်တာဖြစ်တော့မကောင်းကျိုးတွေရပါလိမ့်မယ်ဒါကြောင့်မို့အားလုံးเนาะကောင်းချောင်းတွေလှုပ်ကြဖို့เนาะအဲတိုက်တွန်းပြောကြလိုပါတယ်